ဂျက်ရှာဗန်အနေနဲ့အခွင့်အရေးကိုစုပ်ကိုင်ပြီးအမြင့်ကိုတက်လှမ်းနိုင်ပါမလား ပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ channel ကနေကြိုဆိုလိုက်ပါရနော်ပရိသတ်ကြီးတို့ရေ flying wing တန်ရဲ့ number 1 fighter random river နဲ့ထုတ်သက်ဖို့အတွက် Joshua အဘယ်လက်ခံလိုက်တယ်ဆိုတော့ပရိသတ်တို့အားလုံးလည်းအသိပါပဲနော်ဒီပွဲစဉ်ကိုတော့အခုလာမယ့်28ရက်နေ့မှာကျင်းပသွားတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ Joshua ဘန်အတွက်စိုးရင်စရာတွေဖြစ်နေမလားဆိုတော့တခြားလောက်ကြည့်လိုက်ရအောင်ပါ Joshua ဘန်ကစွမ်းဆောင်ယူကိန်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့အရင်သူ Proton နဲ့ကစားခဲ့တဲ့ပွဲစဉ်အပြီးကအရန်ကိုနီးကပ်နေတာကိုတွေ့ရမှာပါ Joshua ဘန်က UFC မှာတောက်ပနေတဲ့ကစားသမားဖြစ်တယ်လို့သူကို Matt Holloway လို့တောင်းမှာတင် င်စားကြတဲ့အထိပါပဲရှင်။သူကတပွဲတဲ့တပွဲဆွမ်းဆိုင်ကောင်းနေပိုင်ဆိုင်လာတဲ့ဆိုတော့ကိုလည်းဝိုင်းရင်တပိုင်းရင်ဖိုင်တာကြီးတွေကိုတိုင်းကအတိမတ်ပြုခံထမ်းရတဲ့ဖိုင်တာတူဖြစ်ပါတယ်။ဘယ်ဖိုင်တာနဲ့မဆို UFC ကတမတ်ပေးလိုက်တာနဲ့ခြားဖို့အစင်းနဲ့ဖြစ်နေတဲ့တာကြောင့်လည်းသူကပွဲတွေစတိုင်းဆိုသလိုထုတ်သက်နေရတာဖြစ်ပါတယ်။ UFC မှာကတကယ်တော်တယ်ဆိုရင်တော်တဲ့ဖိုင်တာတွေတော်တော်များများကပွဲတွေစတိုင်းဆိုသလိုလက်ခံကစားရလိမ့်ရှိပါတယ်နော်။သူထိုးသက်လိုက်တဲ့ပွဲတိုင်းကလည်းပြည်သက်တွေအကြိုက်စိတ်ကြိုက်ဖြုတ်ပစ်ပေးနိုင်တဲ့အထိကိုဂျင်းနဲ့ဆရာပွဲစဉ်တွေဖြစ်ခင်ရပါတယ်။အခုဘန်လက်ခံလိုက်တဲ့ဖိုင်တာကတော့ Brandon Rover နဲ့ နဲ့ဖြစ်ပြီးတော့သူကနံပါတ်1အဆင့်ရှိတဲ့ fighter တူပါရှင်။ဘန်ကတော့လက်ရှိ ranking အဆင့်30မှာရှိနေသူဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲမှာသာ Joshua Ben အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ champion ခပ်ပတ်စင်ကာကွန်ရရှိသွားနိုင်ပါတယ်။ဒါပေမဲ့ Ben အနေနဲ့က Bruno နဲ့ထိုးသက်ထားတဲ့ပွဲကတိတ်တော့မကြသေးပါဘူး။ဒါကြောင့်လဲ Joshua Ben ရဲ့ပြည့်သက်တွေကတော့ Ben ပွဲလက်ခံလိုက်တာကိုစိတ်ပူနေကြတာကိုတွေ့ရပါတယ်။တကယ်က Joshua Ben အနေနဲ့အရင်ပွဲမှာထိခိုက်မှုအကြီးကြီးမားမားမရရှိခဲ့တာကြောင့်လဲလက်ခံပြတ်တာဖြစ်လို့သူ့ရဲ့ပြည့်သက်တွေကိုစိတ်မပူကြဖို့အတွက်လည်းပြောထားပါတယ်နော်။အခုဆိုရင်တော့ပွဲချိုးဖို့ကတပတ် লাও দা ဘန်ညာပြမဲ့ဖိုင်တာရန်ဒန်ရိုဘန်ကတော့ဂျိုရှောဘန်ကငယ်သေးတယ်ဆိုပေမဲ့ရှော့တွက်လို့မရတဲ့ဖိုင်တာဖြစ်တယ်လို့လည်းပြောထားပါတယ်။ဒါပေမဲ့သူ့အနေနဲ့ကတော့ဂျိုရှောဘန်ကိုနှစ်ချီအတွင်းမှာပဲအမှောက်သိပ်ပြသွားမှာဖြစ်လို့စောင့်ကြည့်ကြဖို့လည်းစိန်ခေါ်ထားပါတယ်နော်။ဘရန်ဒန်ရိုဘန်ကတော့ပြိုင်ဘက်ဂျိုရှောဘန်အပေါ်မှာအထင်သေးစိတ်လုံးဝမရှိဘဲနဲ့ဂျိုရှောဘန်ကိုအနိုင်ထိုးသက်သွားမယ်လို့ကြုံဝါထားတာဖြစ်ပါတယ်။သူကအရက်ရှိတဲ့ဖိုင်တာတယောက်မို့ဒူတိုက်ချက်တွေအမြင့်ကန်ချက်တွေကိုတုံးတက်သူတယောက်ပါရှင်။ဂျိုရှောဘန်အနေနဲ့အဲ့ဒီအချက်တွေကိုတော့သတိပြုရမှာပါ။ဘန်အနေနဲ့သူ့ရဲ့ပွဲစဉ်တွေကိုကြည့်ပြီးတော့အာနာ ချက်အာသာချက်တွေကိုကြိုတင်ပြီးတော့ပြင်ဆင်ရှာဖွေထားမယ်လို့လည်းယုံကြည်ပါတယ်။ပြိုင်ဘက်ရဲ့အာသာချက်အာနဲ့ချက်ကိုကြည့်ပြီးတော့နစ်စနစ်ကြကြကစားတက်တဲ့ဂျက်ဆာဘန်အတွက်တော့တိတ်တော်စိတ်ပူစရာမရှိပါဘူးရှင်။ striking skill take down defense spine တွေကလည်းဘန်နင်အာသာချက်တွေလို့ပြောရမှာပါ။ဒါပြင်ဆက်လက်သီးလို့ direct set ထိုးတက်ပြီးတော့ပြိုင်ဘက်ကိုပြန်ထိုးချိန်မရလောက်အောင်ထိုးတက်နိုင်တဲ့အထိလဲဂျက်ဆာဘန်မှာစွန့်ရင်ကောင်းနေပိုင်ဆိုင်ထားပါတယ်။ပွဲမစခင်၃ဘက်ကြိုတင်ပြင်ဆင်ချိန်ကဘန်တွေ့လုံလောက်မယ်လို့လည်းထင်ပါတယ်နော်။ ပြိုင်မဲ့ brighter river ကို short တွေ့မထားသလိုဒီဘွဲကဘန်အတွင်နိုင်ခဲ့မယ်ဆိုရင်တော့ champion ကပ်ဘက်စင်ကိုခွင့်ရရှိသွားနိုင်ပါတယ်။ဒါပေမဲ့ရှုံးသွားခဲ့တဲ့ဆိုရင်လည်း ranking 1က fighter ကိုတက်ထိုးရတာဖြစ်လို့ဘန်အနေနဲ့တော့ဘာမှအကျိုးသိရမှုရှိမှာတော့မဟုတ်ပါဘူး။ ချန်ပီယံကပ်ဘက်ရယူဖို့အခြေစူးစမ်းနေတဲ့ဂျော့ရှွာဘန်ကအခု Ryan နဲ့ထုတ်သက်ရမယ့်အခွင့်အရေးကိုစောက်ကိုင်းပြီးတော့အမြင့်ကိုတလန်းခွင့်ရမလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီ။ Ranky Run ကအဆင့်ရှိပိုက်ကြကို Ben အနေနဲ့နိုင်ပွဲရအောင်ထုတ်သက်သွားနိုင်မယ်လို့ရောပရိသတ်ကြီးတို့ကထင်မြင်မိကြပါလားရှင်။ပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးကြပါဦး။ကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားပေးပါအောင်ရှင်။